ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ဒီ construction မှာလူအမေးများတဲ့မေးခွန်းလေးပေါ့နော်နှစ်ခုသုံးခုကိုဒီ CIU ဥဒမောင်တွေ့ပေါ့နော် CIU ကတော့ ASEAN Charter Professional Engineer ပေါ့နော် CIU ကိုကျွန်တော်မေးခွန်းလေး၃လေးခုလောက်မေးခွန်းပြုပါ CIU မေးလို့ရပါတယ်ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ဆရာအခုပေါ့နော်လူအမေးများနေတဲ့မိကွန်လေးပေါ့နော်မိကွန်လေးကတော့ကျွန်တော်တို့ဒီ C structure အစအုပ်နဲ့ RC အစအုပ်ပေါ့နော်ဟုတ်ကဲ့အဲအဲ့မှာဆိုရင် အဲဘယ်အစာဦးကိုဟိုပိုဆောက်တင်လဲပေါ့နော်ဘယ်အစာဦးကတော့ကုန်ကြစိတ်ပိုများလဲအဲပြီးတော့အစာဦးရဲ့ကျွန်တော်တို့ခိုင်ခံ့မှုပေါ့ဆရာစီးဆွဲချာပိုခိုင်လား RC ကပိုခိုင်လားပေါ့နော်အဲ့ဒါလေး king cross ဆွဲချာ client တွေသိအောင်ပေါ့နော်အဲ့ဒါလေးဆရာရှင်းပြပေးပါခင်ဗျအဲဒီကိစ္စလည်းတော်တော်လေးကိုအားလုံးကိုပြောပြချင်နေတာပေါ့နော်ပြောပြချင်နေတာဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံကဟုတ်ကဲ့ဒီငလင်းကြောထဲမှာလည်းရှိနေတယ်လို့ငလင်းစုံထဲမှာလည်းရှိနေတာပေါ့နော် ရှိနေတဲ့အတွက်ငလင်ကိုအရင်ကတော့အဲနည်းနည်းလေးမိတ်တိတိဖြစ်နေတာပေါ့အခုငလင်တကယ်ပြင်းပြထန်ထန်တော်တော်ကြီးကြီးမားမားဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီငလင်နဲ့ပတ်သက်တဲ့အတိအကျထုတ်ပြန်ချက်တွေလည်းထွက်ပေါ်လာသလိုအတိအကျညွှန်ကြားချက်တွေလည်းထွက်ပေါ်လာတဲ့အခါကျတော့ဒီ steel structure နဲ့ RC မှာအများမသိသေးတဲ့အချက်တွေဖြစ်လာတာပေါ့နော်ဒီအချက်တွေကပြောပြချင်နေတာပေါ့နော်အခုတော့မေးတဲ့အတွက်တော်တော်ဝမ်းသာပါတယ်အဲ့တော့အရင်ဆုံးပြောပြရရင်တော့ပထမဆုံး အဖြစ်အရင်ပြရရင်တော့တူတူပါပဲဟာတူတူပါပဲဆိုတော့တမန်အဖြစ်တော့ပြောကြမှာပေါ့ဟိုစတိဆွတ်ချာကလည်းနည်းနည်းကုံကြစီမသက်တာဘူးလားပေါ့နော်အာစီတဲ့ဆိုင်ဘာညာနဲ့ထပ်ပြီးမေးလာနိုင်တာပေါ့အခုတော့ကျွန်တော်အသေးစိတ်ပြောလိုက်တယ်ကျွန်တော်အခုပြောဆိုမှုဆုံးသွားတဲ့အချိန်မှာတော့ကျင်တတ်တဲ့အဖြစ်ကိုရသွားမှာပါပထမဆုံးပြောပြရရင်တော့နမူနာလေးပေါ့နော်ဆောက်ခဲ့တဲ့စတိဆွတ်ချာတွေမှာကော်လန်နဲ့ဘီနဲ့ကွန်နက်ရှင်ပေါ့ကော်လန်နဲ့ဘီနဲ့ကွန်နက်ရှင်မှာဥမာစနစ်ပတ်လေ HB မှာ ship 4ပေါ့နော် ship 4 HB လေးက12ပတ်လေးကော်လမ်မှာ8လေး HB လေးလာနားမယ်ဆိုလို့ရှိရင် water plate ပြားလေးနဲ့ကျွန်တော်တို့ကဟုတ်ကဲ့အဲ12 mm ဘိုးဆန်နဲ့၄လုံးထည့်ရတာပေါ့ဟုတ်ကဲ့လေးလုံးထည့်ရတယ်အဲ့ဒါကကျွန်တော်တို့က shear connection ပေါ့အဲ့တော့ shear connection နဲ့ပဲကျွန်တော်တို့ကလုပ်နေကြတာပေါ့ဒါကငလင်လုံးဝမလှုပ်တဲ့နေရာတွေမှာဆိုတော့ပြဿနာမရှိဘူးငလင်လှုပ်တဲ့အခါမှာကျွန်တော်တို့က connection က moment connection ပြောင်းသုံးသွားပြီကိုက moment connection ပြောင်းသုံးသွားပြီဆိုတော့အတိအကျညင်ညာလိုက်ပြီဆိုတော့ moment connection ကခုနစနစ်ပတ်လေ H column မှာကျွန်တော်က8လေး ် HB လေးလာနာလို့ရှင်ခုနလိုပဲ12မီလီဘိုးဆက်နဲ့၄လုံးထည့်ပြီးတဲ့အပြင်အောက်မှာအင်ဂယ်နဲ့ extra နှလုံးတခါအပေါ်မှာလည်းအင်ဂယ်နဲ့ extra နှလုံးစုစုပေါင်း၈လုံးတက်ရပြီအဲ့တော့၈လုံးတက်ပြီဆိုတော့ moment condition ဖြစ်သွားတဲ့၈လုံးတက်ရပြီဆိုတော့အဲ့မှာကွန်ဂျက်စစ်ကအများကြီးတိုးသွားတယ်ဟုတ်အများကြီးတိုးသွားတယ်အဲ့တော့တက်ရတဲ့ရွေချက်ကဘာလဲဆိုတော့ငလင်လှုပ်တဲ့ခါမှာ rotate မဖြစ်အောင်ဟုတ်ကျွန်တော်တို့ဒီ B နဲ့ column နဲ့ rotate မဖြစ်အောင်နောက်ပြီးတော့ငလေးလှုပ်တဲ့ခါမှာရှိသမျှဘင်းရဲ့ moment တွေအကုန်လုံးကိုကော်လံကိုပို့ ဲ့တော့ column ကိုပို့တယ်ဆိုတော့အဲ့ဒီမှာအခုခစ်ဆားနေစကလုံးတစ်လုံးရှိတယ်အပြင်လောကမှာအရန်ခစ်ဆားနေစကလုံးကငလင်းထန်ခံဖို့အတွက်ကိုတဲ့ strong column weak beam ကိုတောင်းရမယ်ဟုတ် strong column weak beam strong column weak beam ဆိုတာကဒါကဘန်းစကားအဲ strong column weak beam ကိုအယုံရှင်းပြအောင် strong column weak beam ဆိုတော့ column ကိုတော့ခံအောင်လို့ beam ကိုတော့ခန့်ညံ့ညံ့လို့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေတယ်အမှန်ကတော့မဟုတ်ဘူးဒီအင်္ဂလိပ်စကလုံးလေးရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ strong column weak beam ဆိုတာကအစအဆုံးကို ငလင်မရှိတဲ့ဒေသမှာလည်းစတန်ဒတ်အတိုင်းတွက်ငလင်ရှိတဲ့ဒေသမှာကျတော့အားလုံးစတန်ဒတ်အတိုင်းတွက်ပြီးတဲ့အပြင်ကိုမှကော်လောင်ဆစ်ဖြစ်အောင်ထပ်ပြီးတော့သူကဆွတ်တက်အောင်ဆောင်ရွက်ပေးရမယ်ဆိုတဲ့သဘောလေးပါလာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဝိဘီးမဟုတ်ဘူးဘီးကလည်းသူကဒီဇိုင်းအတိုင်းလုံးဝဆစ်ဖြစ်အောင်တွက်ရမယ် ကော်လန်လည်းတွတ်ပြီးတဲ့အပြင်မှာသူကထပ်ပြီးတော့ strong ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့သဘောကိုဆိုလိုတာအခုနကစကားနဲ့ပြောရလို့ရှင်တော့ပထမဘိုးစန္ဒလေးလုံးလေးနဲ့ကျွန်တော်တို့တက်ခဲ့တဲ့ shear connection မဟုတ်တော့ဘဲနဲ့ငလိနှန်းကြောင့် moment connection တိုက်ရင်ဘိုးစန္ဒရှစ်လုံးဖြစ်သွားတဲ့အပြင်ဒီဘင်းရဲ့ moment ကိုတိတ်ကိုခံနိုင်ဖို့တော့ကော်လန်ကအရန်ကို strong ကော်လန်ဖြစ်အောင်ထည့်ပြရတဲ့အတွက် sea stretcher ကအဲ့ဒီမှာလည်းအများကြီးကုန်သွားပြီဟုတ်နော်အဲ့တော့ တမန်အရင်တော့အတွေးခေါ်နဲ့ပြောရင်တော့အာ excuse sir တတ်တာမဟုတ်ဘူးဆိုတဲ့အတွေးခေါ်အဲ့ဒါလေးနေတော်တော်လေးယော့သွားပြီယော့သွားတယ်ပြင်ဒါတစ်ဆင့်ပဲရှိသေးတယ်နောက်တစ်ဆင့်နောက်တစ်ဆင့်ကဘာလဲဆိုတော့ဒီ steel structure ကကျွန်တော်တို့ကတမန် office တို့ car showroom တို့ယာယီအဆောက်အဦတွေအတွက်ဆိုရင်တော့ပြဿနာမရှိဘူးအခုကျွန်တော်တို့ကင်းကြီးတို့ဘာလို့ကစောင့်နေတာကလူနေအိမ်နေစောင့်နေတာ resident စောင့်နေတာ house နေစောင့်နေတာအဲ့တော့ဒါတွေအတွက်ကြတော့ကျွန်တော်က ငလိနဲ့တခုတည်းမဟုတ်ဘူး BB အန်ဒီရယ်လည်းကာကွယ်လို့လို့ RC structure ကမီးတံကိုအကြာကြီးခံတယ်ဟုတ် structure ကမီးတံအကြာကြီးခံအဲ့တော့မီးတံအကြာကြီးခံတဲ့အတွက်မီးတံခံအောင်လည်းကျွန်တော်လုပ်ပေးရမယ်ဖြစ်တဲ့အတွက် cement base fire protection ဖြစ်ဖို့အတွက်ကို barbecue ဆိုတဲ့ဆေးပေါ့ cement base မီးတံခံနိုင်တဲ့ဆေးကိုကျွန်တော်တို့ကမှုတ်ပေးရဟုတ်ကဲ့ပို့ပြီးပြီမှပြီးတော့မှကိုကြိုက်တဲ့ကာလာပြန်တင်ပေါ့ဗျာဟုတ်ကဲ့အဲ့တော့ဒီမှာလေးကုန်ကြစီထပ်တိုးပြီပေါ့နိုင်ငံတကာမှာတော့တချို့ကြတော့ဒီစီးဆွတ်ချာကြီးကိုမြင်နေရလို့ရှိရင် ခန်းစားချက်ကမီးလောင်နေတောင်ခံနိုင်ပါမလားဆိုတော့ခန်းစားချက်ရှိတဲ့နေရာမျိုးကြာရင်တော့ကျွန်တော်တို့ကပြန်ပြီးတော့စတီဆာငုံပြီးတော့ကွန်ကရစ်လောင်းပလိုက်ရတယ်ဟုတ်ကဲ့အဲ့ဒါကျတော့ကွန်ပိုစစ်ကွန်လံဖြစ်သွားတာပေါ့ဗျာအဲ့ကျတော့ကွန်ကျစစ်အကျန်တက်သွားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိအခုစောင့်နေတဲ့တုံးတက်နှစ်ထပ်ခွဲလီတက်လောက်ဆိုရင်တော့ခုနလိုဘာမကျူလေးစိတ်မှုတ်ရေလောက်ပါတယ်ဒီစီမင်းဘေ့စ်ပေါ့နော်နောက်တစ်ခုက moment condition တွေတော့တက်ပေးရမယ်အဲ့ဒီကြရင်တော့ကျွန်တော်တို့ကဂလင်နံခံသွားပြီ။ဒါပေမဲ့အဲ့ဒီကြရင်တော့ခုန RC နဲ့ဆိုရင်တော့ cost 2လောက်ပြန်ကျသွားပြီ။ RC နဲ့ဆိုရင်လည်း ခုထပ်ပြီးတော့ပြောပြအောင်။ RC structure မှာလည်း optimum ပေါ့နော်ဒီကျွန်တော်တို့ဘီးရောကော်လံ optimum ဒီတက်ကထွက်တဲ့ structure အတိုင်းကျွန်တော်တို့အကုန်လုံးကလုပ်ရပါတယ်။တရားကလေးနှခမ်းနဲ့ကုတ်တိုင်းပဲအကုန်လုပ်ရပါတယ်။လုပ်ပြီးတဲ့အပြင်မှာကျွန်တော်တို့ကဒီကိုလံကိုတီးသန့် strong ပြအောင်လုပ်ရတယ်။အဲ့ဒါကိုထင်ထင်ရှားရှားပြောချင်တဲ့အတွက် strong ကိုလံ weak bean လို့ဆိုပြီးတော့တုံးလိုက်တာ။အမှားတော့ weak bean မဟုတ်ဘူး။ bean ကအားထည့်လို့မရအောင်အားထည့်စာဖွဲ့အောင်မှာမဟုတ်ဘူးနော်။အဲ့တော့ ျွန်တော်တို့သုံးနှစ်ထီကတော့ပြဿနာမရှိဘူးအထက်မြင့်လာရင်တော့ကျွန်တော်တို့ကအထက်မြင့်နေအလျောက်ဒီ strong column အကုန်လုံးတော့လုတ်เสียမလိုပါဘူးသူကပိုက်ကက်ရှိရင်ရှိမယ်မရှိရင် footing ရှိမယ်အဲ့ဒီကနေစပြီးတော့အဆောက်အဦရဲ့အမြင့်သုံးပုံတစ်ပုံလောက်ထီတော့ကျွန်တော်က strong column လုတ်ပေးရတယ်အရင်ဗီဒီယိုလေးမှာလည်းကျွန်တော်တစ်ခါပြောဘူးတယ်ကင်းရဲ့ဗီဒီယိုလေးမှာလည်းဟုတ်ကဲ့ shit up basement ကျွန်တော်အခုလုတ်နေတဲ့အလုံးမှာဆိုလို့ရှိရင်နှလောက်သုံးလောက်ထီကို32 mm 32 mm တာကြောင်းလေးထည့်ပြီးတုံးလိုက်တယ်ဆိုတော့အဲ့ဒါ strong column လုတ်လိုက်တာအဲ့တော့ ပိုင်ကက်လိုမိုဖူတန်ကနေစပြီးတော့ strong column ဖြစ်အောင်အတွက်ကိုနှစ်ထပ်သုံးထပ်ရှစ်ထပ်ဆိုတော့ရှစ်ထပ်ကဲသုံးဖို့လိုမိုဆိုတော့၃လလောက်အထိပေါ့ဗျာ၃လလောက်အထိကိုတော့ဒီ32 mm ထက်သုံးပြီးတော့ strong column လောက်လေးသဘောပဲဒါဘီကဝေးပြီးဆိုတာနာမည်သာတတ်ထားတာဘီကလည်းဝေးပြီးမဟုတ်ပါဘူးအဲ့တော့ဒီ connection တွေကလည်းအခုနလိုပဲ street structure လိုမှလည်း rotate မဖြစ်အောင်အတွက်ကို assessment design နဲ့ detailing ပေါ့နော် detailing ဆိုတာကတော့ဘာလဲဆိုလို့ရှိရင် hook တရားဘယ်လောက်ရှင်းနေရမလဲ development lens တွေဘယ်လောက်ရှင်းနေရမလဲ english lens တွေဘယ်လောက်ရှင်းနေရမလဲဆိုတာပါတယ်အဲ့ဒီပါတဲ့အတိုင်းလုပ်ပေးရမယ် ်ဘော်တမ်ဆိုလည်းအဲ့လိုပဲเนาะလက်ပင်ဆိုလည်း splice length နေရာဘယ်လောက်ရှိရမှာဆိုပါတယ်အဲ့တော့ hook anchorage development mesh လက်ပင်အကုန်လုံးကသူကအရင်နဲ့ပိုရှည်သွားတယ်အဲ့တော့ joint ကအရန်ကောင်းသွားတယ်အဲ့လိုလှုပ်ထားပြီးတော့ဒီ condition မှာဆိုလို့ရှိရင်ခုနမေးတဲ့အမေးအရာဆိုရင်အဖြေကတော့ steel ရော rc ရောကုန်ကြစိတ်တူတူပဲသွားကြဟုတ်ကဲ့ไขมาหมดเลยตุตุไปไขเลยเอ๊ะだいぶยังกัดติกัดตัดเปลาะจ้าซะซั้นส่วนพอเปียตะชู่เอนจิเนียร์ไม่ได้หุบพี่เราพวกเราก็งลิน10เนี่ยตรวจท่าเลย တချို့အိမ်တွေမေးတာပြောတာပါငလင်ရှင်းတယ်ထွက်တယ်ရုပ်တရက်ငလင်ကိုဟုတ်လို့လို့ရှိရင်ဘယ်ဟာနဲ့ပုံပြီးအဆင်ပြေမလဲလို့မေးလာရင်တော့ကျွန်တော်ကဖြည့်ပေးပါမယ်အဲ့ဒါဆိုရင်တော့ street switcher ပုံအဆင်ပြေတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ street switcher ရဲ့အဆောက်ရဲ့လေ့ကျင့်ကပေါ့တယ်အာစီတဲ့စာလို့ရှိရင်တစ်လုံးလုံးရဲ့လေ့ကျင့်ကပေါ့ဟုတ်ပေါ့တဲ့အတွေ့သူကလေ့ကျင့်များတဲ့အဆောက်ကသူ့လေ့ကျင့်နဲ့သူအန္တရာယ်ရှိတယ်ဟုတ်ကဲ့ serious ရပေါ်တဲ့အတွေ့သူ့အလေးချိန်နဲ့သူအနေနဲ့ညော့သွားတဲ့အပြင်သူကငလင်တန်ပြင်းပြထန်ထန်လှုပ်လဲ ဒီ street ဆိုတာကရေးစွမ်းကိုကြော်ပြီးတော့ပြတ်ထွက်ပေါ်က HP ကအရန်ခဲရင်ဟုတ်ကဲ့ဘူးစနက်တွေပြန်ပြတ်သွားမယ်ဝက်ဒက်တွေပြတ်သွားပြန်အကုန်လုံးကဒီဝက်ဒင်းတွေပြုတ်သွားမယ်လိန်ကောက်သွားမယ်ဒါတော့ပဲဖြစ်နိုင်တယ်ဟုတ်ကဲ့ပါနော်အဲ့တော့နောက်ဆုံးကိုယ်ကိုပြောရရင်စကားအကုန်ပြောတော့ပေါ့ဗျာဆောက်ဦးတစ်ခုစလုံးကဘယ်လိုပဲလှုပ်လှုပ်လူတွေကတော့အသက်ပြေးလွတ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က HPBC ကုန်နဲ့ NBC 2025ကုန်နဲ့ငွေလေးရှိခံကိုတွတ်ထားတဲ့အတွက်လူတွေကတော့အသာလေးလွတ်တယ်။ငွေလေးလှုပ်လာလို့ရှိရင်လူတွေလွတ်ပြီးတော့မှသူက ရီစထရက်နဲ့တိုင်ဆိုင်စထရက်ကို1.25 times ကွာထားတဲ့အတွက်လူတွေကလွတ်တယ်။ဒါပေမဲ့လူလွတ်ပြီးတဲ့အခါမှာအဆောက်ဦးဘာပြန်သုံးလို့ရမလဲလို့မေးလာရင်ကတိကသက်မေးလာရင်တော့ဟိုကတော့ကွန်ကရစ်အပုံကြီးဖြစ်သွားမှာ။ဟုတ်ကဲ့။ဟိုကတော့ street structure ပြန်ရောင်းလို့ရ။တဘောကကတိကသက်ကျွန်တော်ကဖြည့်ပေးတာပါဒါပေါ့ဘူးလား။ပြန်ပြီးတော့ငွေနည်းနည်းပြန်ရလာနေတယ်ပေါ့။ဟုတ်ကဲ့။ဟိုကကျတော့ဖြိုးဖြိုးရအောင်။ဟုတ်ကဲ့။နော်အဲ့တော့ဒါလေးကတော့အခုကျွန်တော်တို့အများဆုံးလုပ်နေတဲ့လေတက်အထီကိုကျွန်တော်ပြောတာ။ လေတာ၈ထပ်ပေါ့ဗျာ၈ထပ်လည်းလုံနေတာကို၈ထပ်ဒီပေါ့ဒါပေမဲ့အထက်မြင့်နေကြတော့ sky sniper လို့ super high ပေါ့တော်ပေဒီပေါ့မိုးမြောက်တိုက်ကြီးတွေကြာလို့ရှိရင်တော့ဥတိုင်းနေနဲ့ရောကော်လန်နေတယ်မှာအကုန်လုံးက hp မပါလို့မရတော့ဟုတ်ကဲ့ hp ထည့်ပြီးတော့မှအပြင်မှာ ms slot တွေဝိုင်းရံပြီးတော့မှ form 1ရိုက်ပြီးတော့လောင်းထည့်တဲ့ composite ကော်လန်ကိုတုံးဖို့တုံးရတော့ဟုတ်ကဲ့လားတချို့ ဆွဲချတွေကြတော့ဥပမာဆိုပါလို့ဗျာကျွန်တော်တို့စင်တန်းရှိရှိစောက်ထားတဲ့ဆွဲချတခုကျွန်တော်တို့ M Tower အဲ့ဒီ M Tower ဒီဇိုင်းအတိုင်းတစ်ထပ်တည်း RC စောက်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ M Tower လောက်ပဲကုန်ပါပဲဟုတ်ကဲ့ M Tower တဲ့ရော့ကုန်မှာမဟုတ်ဘူး M Tower ကသူကအကုန်လုံး moment condition နဲ့လုပ်ထားတယ် barbecue fire protection cement base တွေအကုန်လုံးစီးတွေပုတ်ထားတယ်အဲ့တော့လုံးဝငလင်နံနဲ့ခံတဲ့အရန်နဲ့အဆက်နှမ်းမြင့်နဲ့စောက်တခုပါဆိုလိုတာကတော့ structure ဆိုတိုင်းကျွန်တော်တို့က RC နဲ့နှိုင်းရှင်လို့မရတဲ့သဘောလေးကိုရှင်းပြတာပါသူရဲ့ condition တွေ CR condition တွေ moment condition တွေအများကြီးရှိပါတယ်เนาะကျေးဇူးတင်ပါတယ်အခုလိုမေးတဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဆရာနောက်မင်းကွန်လေးတစ်ခုပေါ့ဆရာနောက်မင်းကွန်လေးတစ်ခုอ่ะဆရာဒီတန်ချောင်းမှာနှစ်မျိုးရှိရပါဘောဆရာ HRB 400ပေါ့နော် HRB 400ရဲ့ HRB 900ရဲ့ပေါ့ကျွန်တော်တို့ပုံမှန်ဆိုတော့ HRB 400 size အယော့ပေါ့ဆရာ HRB 900ကျတော့20 mm ဆို20 mm size အပြည့်ရှိမှာပေါ့ဆရာ အဲ့တော့တည်ကျင်တာတွေက HRB 400ပဲသုံးရမလား HRB 900ပဲသုံးရမလားဈေးကလည်းကွာတာပေါ့ဆရာအဲ့ဒါလေးဆရာနည်းနည်းလေးရှင်းပြပေးပါဦးခင်ဗျအဲ့တော့ကျွန်တော်တို့ကအရင်ဆုံး diameter ကိုရင်ပြောရအောင် diameter ကတော့ကျွန်တော်တို့က vernier clipper နဲ့တိုင်တဲ့ခါမှာတော့ခက်ခဲရှိတယ်အငင်းပွားဆရာနည်းနည်းရှိတယ်ပေါ့နော် controversy ဖြစ်တယ်သူက unit point နဲ့ပဲချိန်ရမှာအဲ့တော့ unit point နဲ့ချိန်ရမှာဆိုတော့ကြိုက်တဲ့အပိုင်းစာတစ်ခုလိုတိတိကျကျလေးဖြတ်လိုက် ဖြတ်ပြီးတော့အလေးချိန်ချိန်လိုက်အဲ့ဒီအလေးချိန်ကို kg နဲ့ချိန်လိုက်ပေါ့ ဖြတ်တဲ့အပိုင်းဆောက်ကိုလည်းမီတာဖွဲ့လိုက် kg ပါမီတာဖြစ်လာအဲ့တော့ kg ပါမီတာဆိုတာကတမီတာမှာရှိတဲ့ kg ပေါ့ဆန်၄ချိန်ပေါ့မူလသတ်မှတ်ထားသောဆန်၄ချိန်ရဲ့94ရက်ခိုင်နှုန်းပြည့်မီတယ်ဆိုရင်ဒါတုံးလို့ရပြီဟုတ်ဟုတ် diameter ကိုကျွန်တော်ကမစစ်တော့ဘူးအခုအဲ့တိုင်းပဲဒါနောက်ဆုံးအတိအကျကျွန်တော်တို့ဒီတိုင်းသွားနေတာပေါ့နော်အတိအကျသွားနေတဲ့ခါကျတော့ကျွန်တော်တို့ကတန်ကြောင်းရဲ့ diameter ကိုသိချင်တယ်ဆိုရင်ကြိုက်တဲ့အပိုင်းလေးဖြတ်လိုက် kg ချိန်လိုက်အလျောက်ကိုမီတာဖွဲ့လိုက် စားလိုက်ဆန်၄ချိန် နဲ့နိုင်ရှင်ပြီးတော့94%ရှင်ရပြီပေါ့နော်အဲ့တော့ unit weight ပေါ့ဗျာ density ခေါ်တာပေါ့ဟုတ်ပြီဒါကတော့ diameter ကိစ္စရှင်းသွားပြီပေါ့ diameter သေးလို့ diameter ကြီးလို့400အစာ900တုံးနဲ့ဆိုတော့ knowledge ကိုတော့ကျွန်တော်တို့အားလုံးမေ့ပြန်ရမယ်ကိုလိုချင်တဲ့ diameter designer ပြောတဲ့ကျွန်တော် FY ပေါ့နော် FY PSI အတိုင်းတုံးရမယ်အဲ့ဒါကြောင့်အခုတော်တော်များများ developer တွေ owner တွေပေါ့နော်ကြီးပေါ့ပေါ့တော်များမသိတဲ့အချက်တစ်ချက်ကိုမကြတဲ့ခင်ရမှာ HPPC ကထုတ်ပြန်ထားတာရှိတယ်။ဟုတ်ကဲ့။အဲ့ဒါလေးကျွန်တော်ပြောပြမယ်။ ဒီဇိုင်းက FY 9000ပေးထားတယ်9000 PSI ပေးထားတယ်ပေါ့နော်ကိုက HRP 900တုံးလိုက်တယ်တန်ကျောင်းဒိုင်မီတာပြည့်လို့ကိုကတော့ပတ်စံအကုန်ခံမျိုးကိုတုံးတာ HRP 400ကသူတုံးကျင်တာက20 mm တုံးကျင်တယ်20မီလီယာ3ကျင်တာ HRP 400မှာ20မီတာကမပြည့်ဘူး HRP 900ရဲ့20မီတာဝယ်တော့ပြည့်နေတော့ HRP 900သူကတုံးမဲ့ဆိုပြီးတော့ရည်ရွယ်တာပေါ့နော်ဒါပေမဲ့သူရဲ့ဒီဇိုင်းမှာ FY က9000 PSI ပဲပေးထားတယ်အဲ့ဒီ HRP 900ကိုသွားဆန်းတဲ့အခါကျတော့ 8000ပြည့်ဆိုင်ရတယ် FY ဟုတ်ကဲ့8000ပြည့်ဆိုင်ရတော့အရန်ကောက်တာပေါ့ဟုတ်ဟုတ်အာဒါမီတာလိုက်ပြ8000ရပြီဆိုရင်3လို့ပြောလိုက်တာပေါ့ HPBC က3ခွင့်မပေးပါဘူးဟုတ်ဟုတ်အဲ့ဒါတော့ဘယ်သူမှလည်းမသိဟာဘာလို့3ခွင့်မပေးတာလဲဆိုတော့အခုတတ်မှတ်လိုက်မူလဒီဇိုင်းရဲ့ FY ထက်18000ပြည့်ဆိုင်ပို့နေတော့တန်ကို3ခွင့်မရှိဘူးပို့လည်းမရဘူးဟုတ်ပို့ရင်နည်းနည်းပဲပို့လို့ရဟုတ်ဟုတ်အဲ့လိုအများကြီးပို့လို့မရဘူးအဲ့ဒါကမသိကြဘူးလေဟုတ်အဲ့တော့ရှင်းပြလို့ရှင့် ဲ့တော့ HRP 430လား530လားဆိုအဲ့ဒီမှာအဖြေပဲဥမာဒီဇိုင်းက F1 က4000 PSI ပေးထားတယ်အဲ့ဒီ4000 PSI ပေးထားတဲ့ဟာကိုတော်တော်များများလေး4000 PSI ပေးနေကြတာလေအရှာမီ900တောင်းရင်တောင်းချင်တော့ကြော်သွားမယ်။တေချာမဟုတ်ကြော်သွားမယ်။နော်အဲ့တော့ကြော်သွားရဆိုလို့ရှိရင်အရှာမီ900တော့400တော့ကိုတော့ PSI နဲ့ဖျောက်ချင်တော့140ခန်းနဲ့မျှောက်လိုက်ရတယ်လေ။အချက်နဲ့ချက်ကိုကိုကယူဆရမှာ။နံပါတ်1ကဒီဇိုင်းကရေးဆွဲနေပဲပေးတယ် ်ရေးဆွဲရတယ် PSI နဲ့ပဲပေးတယ်အဲ့တော့ဒီဇိုင်း PSI ကိုကြည့်ရတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီဇိုင်း PSI ကိုကြည့်မယ်ဆိုရင်4000 PSI 5000 PSI 5000กว่า PSI 6000 PSI 6000กว่า PSI 8000 PSI 8000 PSI ဒီကိုပေးနေတယ်အကုန်ဟုတ်ကဲ့သူကသူဘယ်လိုပေးပေးအဲ့ဒီပေးထားတဲ့လိုင်လုံးညီတည်တဲ့ HRB ကိုပဲတော့ရမှာဟုတ်ကဲ့နော်သူပေးထားတဲ့ရီးစွန်းက6000กว่า PSI ပေးထားတယ်။ကိုက HRB 400နဲ့မြောက်လိုက်လို့400ကိုဝယ်တုံးလိုက်လို့ စမ်းလိုက်တော့6200ပဲရှိတယ်။သုံးလို့ရပါမရဘူး။ညော့နေ။ညော့နေ။ဟုတ်ပြီ။ပူနေပြန်ရင်လည်း तू က18000တဲ့ကြော်သွားလို့မရပြန်ဘူး။ဟုတ်။နော်။ညော့လို့လည်းမရဘူး။ကြော်လို့မရဆိုအဲ့ဒါကြောင့်ဒီဇိုင်းရဲ့ FY ကိုကြည့်ပြီးတော့မှပဲ HRB 400လား500လားတုံးသက်အောင်ပေါ့နော်။နောက်ခုနဒိုင်းပြတဲ့ကိစ္စကခုနလို unit weight ချိန်လိုက်လို့94%မရှိဘူးဆိုရင်တော့မှာကလည်း အရှာဘီ900တုံးလို့မရအောင်400ပဲတုံးရမယ်ဖြစ်နေတာနော်ဥမာအရှာဘီ400ပဲတုံးရမယ်900တုံးရင်လည်းရီးရွှေနဲ့1800တောင်းနဲ့ကျော်သွားမယ်အဲ့တော့400တုံးရမှန်းနဲ့400တုံးရလဲဒိုင်မီတာယော့နေတယ်အဲ့ဒီကြာလို့ရှိရင်ကျွန်တော်တို့ကဥမာနမူနာပြောပြတာ20တူရှိရဝယ်လို့20ရယော့နေတယ်20အစား22ကိုတုံးရတူရှိရ22ဝယ်လိုက်လို့ရှိရင် unit weight ချင်းလိုက်ရ20နဲ့ပြန်ကိုက်သွားလိမ့်မယ်ဟုတ်ဟုတ်နော်အဲ့လိုအနစ်နာခံပြီးတော့အဝယ်တော့ဝယ်လာတဲ့ဘောက်ချာကတော့22ပဲဒါပေမဲ့ကိုယ်ကစိုက်ထဲမှာ20ညမှာထည့်တုံးရမှာဟုတ် เนาะဟုတ်ကဲ့တွဲနေတာထက်တော့94%မဖြစ်လို့100%ဖြစ်တော့ပုံမကောင်းဘူးလားပုံကောင်းတာပါ104ရာဂိုင်းလို့ဖြစ်တော့လေပုံမကောင်းတာပုံကောင်းတာပေါ့အဲ့လိုသုံးပြရမယ်เนาะဥမာ16ဝယ်လို့မပြည့်ရင်သူရှိရ18ဆိုတာပေါ့ channel ဖြတ်ပြီးဝယ်လိုက်ဟုတ်ကဲ့16ဝယ်လိုက်ပြီးရင်းနှီးဝယ်ချင်းလဲလို့ရှိရင် quantity ပြန်ကြရတယ်ပြန်ကြရအဲ့ဒါပဲသုံးပါဟုတ်ကဲ့เนาะဒါဆိုကျေးဇူးအများကြီးတော်တည်တော့ပါဟုတ်ကျေးဇူးအများကြီးတယ်မဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလို construction နဲ့ပတ်သက်တဲ့ဘူးလူရရစရာအကြောင်းအရာတွေကိုကျွန်တော်တို့ now season မှာလည်းဆက်လက်ပြီးတော့ တင်ပြပေးပါမယ်ခင်ဗျာဆရာကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ